အားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ6ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခန်းမှန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလေဝသအနေနဲ့နောက်ဆုံးရမမှုမှုန်တိုင်းအခြေအနေများနဲ့ဆိုးရိမ်ရင်မထက်ကြော်လွန်နေသောမြေကြီးချင်းအန်ဒီရဲ့သတိပေးချက်များကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ပထမဆုံးအနေနဲ့မိုးတိထန်စွာရောက်သွင်းခြင်းကြောင့်မြေရှင်ချင်းအခြေအနေသတိပေးချက်များနဲ့ မြင့်ရည်ချင်းများကိုပြောပြပေးတော်မှာဖြစ်ပါတယ်။ယနေ့6ရက်10လ2025ရက်နေ့နံနက်6နာရီခွဲချိန်တိုင်းထွာချိန်များအရမြင့်ရည်အခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာ။မြေကြီးနားမြေရမနေ့ကညနေကနေ7နာရီတွင်3လမ်းမောင်းကန်ထက်ကြသွားပါရတယ်။မြေကြီးနားမြေရမနေ့ကအမြင့်ဆုံးပူချိန်ကတော့37.3ဒီဂရီဆယ်စီယံနဲ့ယနေ့အနည်းဆုံးပူချိန်ကတော့16.2ဒီဂရီဆယ်စီယံပဲဖြစ်ပါရခင်ဗျာ။မြေကြီးနားမြေဟာဆိုးရည်ရမှတ်1200စင်တီမီတာသို့ရောက်ရှိရန်904စင်တီမီတာ23မီကန်အလိုမှာရောက်ရှိနေပါတယ် မြေအတက်ကြပုံမှန်နေထားကံမှာရှိနေပါမယ်ထူးကန်မြေကြီးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာအရာရီမြေအထက်ပိုင်းမှာမိုးအားအသင့်တင့်ရှိနေပါမယ်ရပ်ပန်ရခအရာရီမြေဆုံအထက်ပိုင်းမှာနေရာကွက်၍မိုးတိထန်စွာရာသွန်းခြင်းများကြောင့်မြေကြီးနားမြေကြီးစင်းနေရာမှာပြန်လည်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေအောင်မှာဖြစ်ပါတယ်ဇာခိုင်းတဲ့နေသားကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစုံဒေသများနဲ့အရာရီမြေအထက်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးတိမ်အောင်ဖြစ်ထွန်းမှုအားအနေငယ်ရှိနေပါမယ် ။အေရီမီယိုတချောင်းနဲ့ဂျန်နဲမီယိုတချောင်းမြေကန်းနေမြေနေဒေတာများနဲ့မြေနူကျွန်းများမှာစိုက်ပျိုးရေးလုပ်ကိုင်နေကြသောတောင်သူများနဲ့ရေလုံသားများအေရီမီကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာ။ဆက်လက်ပြီးချင်းရွှေမြေအခြေအနေကိုတင်ပြပေးတော့ပါမယ်။ခန်းရီမြေဟာမနေ့ကညနေကနေ7နာရီအတွင်းပေဝက်ကြော်ကန်ထတ်ကြသွားပါတယ်။မုံရမြို့မြေဟာမနေ့ကညနေကနေ7နာရီအတွင်းတလက်မောင်ကန်ထတ်ကြသွားပါတယ်။ချင်းရွှေမြေထပ်ပိုင်းမှာတက်တလုံးမိုးအားအနှဲငယ်သာရှိနေပါတယ်။ ချင်းရွှေမြည်အတက်ကြပုံမှန်အနေထားကံမှာရှိနေပါမယ်ဒုက္ကမြည်ရဲ့ကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာဖန်ဒီဟ ோம் လင်းဖောင်းပြင်မော်လိုက်မုံရွာတို့မှာမြည်ရများဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်ကလေးဝမြည်အနေငယ်ထက်တက်နိုင်ပြီးယနေ့ညနေပိုင်းမှာပြန်လည်ကြဆင်းလာနိုင်ပါတယ်မိခင်မြည်အနေငယ်သာထက်တက်နိုင်ပြီးမနေ့ပြန်မနေ့ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပွဲရှိပါတယ်အေရီမြည်အခြေအနေကတော့ပမော်မြည်ဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်ရွှေကူမြို့မြည်ဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်ကတာမြို့မြည်ဟာအတက်ကြမရှိရက်တန်နေပြီး ယနေ့နေ့လယ်ပိုင်းမှာပြန်လဲကျဆင်းနိုင်ပါတယ်။တိကျမြေရာဖြည်းဖြည်းချင်းဆက်တက်နေပါအောင်မယ်။မနေ့ပြမနေ့ပိုင်းနဲ့နေ့လယ်ပိုင်းတွေမှာပြန်လဲကျဆင်းနိုင်ပါတယ်။တပိတ်ချင်းမြေရာဖြည်းဖြည်းချင်းဆက်တက်နေပါအောင်မယ်။ယနေ့ညပိုင်းနဲ့မနေ့ပြမနေ့ပိုင်းတွေမှာမြေကြီးနားမြေရာရောက်ရှိလာနိုင်ပြီးမြေရာတဟုန်တို့အတက်မြန်လာနိုင်ပါတယ်။မန္တလေးစကိုင်းမြင်းမူပခုတ်ကူညောင်ဦးမြို့တို့ရဲ့မြေရာများဟာဖြည်းဖြည်းချင်းဆက်တက်နေပါအောင်မယ်။၆မြို့ရဲ့မြေရာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မနေ့ပြမနေ့ပိုင်းမှာပြန်လဲမြင့်တက်လာနိုင်ပါတယ်။ မင်းဘူးမကွေးအောင်လံပြည်စိတ်သားဟင်းဒရာနဲ့ဇလုံမျိုးတို့ရဲ့မြေ့များဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ ARR မြေ့မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရယ်ခင်ဗျာ။ထူးခြားမှုရှိလာလျင်အချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်ပါရယ်။ဆက်လက်ပြီးမိုးဒလာမှနောက်ဆုံးထုတ်ပြန်ထားတဲ့တိုင်ဖုန်းမုန်တိုင်းမမိုးရဲ့အခြေအနေများကိုတင်ပြပေးပါမယ်ခင်ဗျာ။မနေ့ကမြန်မာစံတော်ချိန်18နာရီ30အချိန်တိုင်းထွာချက်များအရာတရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ်ကိုကြံကြမ်းမျိုးနဲ့လိန်ကျုံမျိုးတို့ကြားမှာဖျက်ကျော်ခဲ့သောတိုင်ဖုန်းမုန်တိုင်းမမိုးဟာ အနောက်အနောက်မြောက်ဘက်သို့ရွေရှားခဲ့ပြီးတုံကင်းပင်လယ်ဝေးကိုစတင်ဖြတ်ကျော်လျက်ရှိပါတယ်။အဆိုပါတိုင်ဖုန်းမုန်တိုင်းမမိုဟာအနောက်အနောက်မြောက်သို့ဆက်လက်ရွေရှားနိုင်ပြီးနောက်ဆက်နှစ်နာရီအတွင်းအကောင်းသောအပူပိုင်းမုန်တိုင်းမမိုအဖြစ်အပြော့သွားနိုင်ကတရုတ်နိုင်ငံတောင်ပိုင်းကွန်ရှိပြည်နယ်ကိုင်ဝရန်ဒေသများကိုဆက်လက်ဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းရပါတယ်။တိုင်ဖုန်းမုန်တိုင်းမမိုရဲ့ဒီနေရာဗဟိုချက်လေပြင်းနဲ့လေတိုက်နှုံတွေကတော့အဆိုပါတိုင်ဖုန်းမုန်တိုင်းမမိုဟာမြန်မာစံတော်ချိန်15:30အချိန်မှာတော့မြောက်လက်တီကျူး 20.8ဒီဂရီနဲ့အရှိလောင်ကြီးကျူး130.5ဒီဂရီမှာရှိပြီးဗိုလ်ချက်လေဗီယာ985ဟက်စတိုဘာဂန်နဲ့အမေဆုံးလေတိုင်နှုန်းမှာတနအီကို85မိုင်နှုန်းကဖြစ်ပါတယ်။နောက်ဆက်ရှင်နာဤတွင်ခမန်းချက်ကတော့အဆိုပါတိုင်ဖုန်းမုန်တိုင်းမမိုဟာအနောက်နောက်မြောက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးနောက်ဆက်ရှင်နာဤတွင်အာခေါင်သောအပူပိုင်းမုန်တိုင်းမမိုဖြစ်အာရော့သွားနိုင်ကတရုတ်နိုင်ငံတောင်ပိုင်းကွမ်ရှိပြည်နယ်ကန်ယိုရန်ဒေသများကိုဆက်လက်ဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းရပါတယ်။ ဆက်လက်ပြီးတိုင်ဖုန်မုန်တိုင်းမမိုဟာခံမှန်းထားတဲ့အတိုင်းအားကောင်းလာပြီးလက်ရှိအခြေအနေမှာ CAT2 တိုင်ဖုန်မုန်တိုင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။မမိုမုန်တိုင်းရဲ့ခံမှန်းလမ်းကြောင်းတွေကတော့မမိုဟာဥတီယာအတိုင်းဆက်လက်ရွေးရှားနေပြီးဟိုင်နိုင်ကျွန်းကိုစတင်ဝင်ရောက်ပါမယ်။အဲ့ဒီနောက်မှာတော့မူလခံမှန်းချက်လမ်းကြောင်းအတိုင်းတရုတ် BNN နဲ့ဆက်အနည်းသို့ဒုတိယအကြိမ်ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်ခြင်းကိုပြုလုပ်မယ်လို့ခံမှန်းရပါတယ်။မြန်မာနိုင်ငံမှာတက်ရောက်မှုအခြေအနေနဲ့ကတော့ TSR ရဲ့ခံမှန်းချက်အရမြန်မာနိုင်ငံပေါ်မှုန်တိုင်းအကျဉ်းချံများတက်ရောက်နိုင်မဲ့အနေအထားဟာအတော်လေးနှေးပါသွားပြီဖြစ်ပါတယ်။ခုနှစ်ရက်အတွင်းမြန်မာနိုင်ငံရဲ့မိုးအခြေအနေကတော့လာမယ့်တစ်ဖက်ခုနှစ်ရက်အတွင်းမြန်မာနိုင်ငံတဝိုင်းလုံးမှာရှိတဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးအားလုံးမှာမိုးအနှဲငယ်မှတင့်တင့်ဆက်ရွာနေအောင်မှာဖြစ်ပါတယ်။ဒါပြင်နေရာကွက်ရေမိုးကြီးခြင်းသို့မဟုတ်မိုးသီထန်ခြင်းများလည်းရှိနိုင်သေးကြောင်းခံမှန်းရပါတယ်။နောက်ထပ်ပြီးဒီကနေ့မိုးလေဝသအခြေအနေဘယ်လိုရှိမလဲ။ဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အသေးစိတ်ကိုကြည့်လိုက်ကြရအောင်ပါ။ ဘင်္ဂလားပင်လယ်အော်ချင်းတင်ကတော့ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားအနှဲငယ်မှာအားအသင့်တင်ရှိနေပါမယ်။ဘနက်ဖက်မော်တယ်ချင်းဒီခမန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကျဲကျဲရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီး ပဲခူးတိုင်းဒေသကြီးမှာနေရာကွက်ရွေးမိုးကြီးနိုင်ပါတယ်။ရွာရံရနှုံးပြေဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။နေပြည်တော်မှာနေရာကွက်ကြမိုးထစ်ချုံရွာပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ကြမိုးထစ်ချုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ကြမိုးထစ်ချုံရွာပါမယ်။ပဲခူးမြို့မှာနေရာကွက်ကြမိုးထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြမိုးထစ်ချုံရွာနိုင်ပါတယ်။ဟ ோம் လင်းမြို့မှာနေရာကွက်ကြမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြမိုးထစ်ချုံရွာနိုင်ပါတယ်။ ပတ္တန်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တဝယ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မြင်းကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဖမ်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လာရှုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ခင်ဗျာ။ ဗုဒ္ဓတောင်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်မိုးပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရနေရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကျုပ်ပြစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာ။ မြမပင်လယ်ပြင်မှာလှိုင်းသစ်နှင့်ရှိပါမယ်လှိုင်းမြင်မှာမြမကန်ဦးနဲ့တခြားနယ်ကန်လုံပင်လယ်ပြင်တို့မှာ၆ပေမှ၈ပေကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့ရှမ်းပြည်နယ်မှာမိုးပူလာနိုင်ပါတယ်။နေပြည်တော်နဲ့နီးတွက်အတွက်မနက်ဖြန်နဲ့နေ့ထိခံမှန်းချက်ကတော့နေရာကွက်ချမိုးထချုံရွာပါမယ်။ရွာရံရာနှုန်းမြေဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နီးတွက်အတွက်မနက်ဖြန်မနက်ထိခံမှန်းချက်ကတော့နေရာကွက်ချမိုးထချုံရွာပါမယ်။ရွာရံရာနှုန်းမြေဖြစ်ပါတယ်။မန္တလေးမြို့နယ်နီးတွက်အတွက်မနက်ဖြန်မနက်ထိခံမှန်းချက်ကတော့နေရာကွက်ချမိုးထချုံရွာပါမယ်။ရွာရံရာနှုန်း80ဖြစ်ပါတယ်ခင်ဗျာ။ နောက်ဆုံးအနေနဲ့မိုးနှောင်းကာလအောက်တိုဘာလနိုဝင်ဘာလဒီဇင်ဘာလတွေအတွက်မိုးလေဝသကြိုတင် သုံးသပ်ချက်များကိုတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာအောက်တိုဘာလမှာချင်းပြည်နယ်မင်းတပ်နဲ့ဖလန်းမိုးပြည်နယ်အောက်ပိုင်းကင်းပြည်နယ်အောက်ပိုင်းတနင်္လာရီတိုင်းတို့မှာမိုးများနိုင်ပါတယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ဘူးသီးတောင်မောင်းတော်ကြောက်ဖြူစစ်တွေမြို့နယ်များမန္တလေးတိုင်းကြောက်ဆယ်မြင်းကြံမြို့နယ်များကချင်ပြည်နယ်မြကြီးနားမြို့အေရီတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းမိုးပြည်နယ်ကရင်ပြည်နယ်အထက်ပိုင်းတို့မှာပုံမှန်မိုးရေချိန်မှမိုးအနှဲငယ်များနိုင်ပါတယ် ချန်ပီယံနဲ့တိုင်းများမှာတော့ပုံမှန်မိုးရေချိန်မှမိုးရော့သွားနိုင်ပါတယ်။ရခိုင်ပြည်နယ်စစ်တွေဘူးစီတောင်မောင်းတော်တနင်္လာနေ့တိုင်းကော့တောင်းမြို့နယ်ချင်းပြည်နယ်မင်းနယ်မြို့နယ်တို့မှာတလအတွင်းဖျက်မြမိုးရေချိန်၁၇လက်မှကျော်ခန့်ရရှိနိုင်ပါတယ်။မြိတ်မြောင်းမြပခုတ်ကူဖလန်းတောင်ကြီးတန်တွဲမြို့နယ်တို့မှာဖျက်မြမိုးရေချိန်၈လက်မှဝန်းကျင်ရရှိနိုင်ပါတယ်။ကြံတိုင်းနယ်ပြည်နယ်တွေမှာတော့မိုးရေချိန်၈လက်မှအောက်သာရွာသွန်းနိုင်ပါတယ်။စကိုင်းမြို့မှာ၅လက်မှအောက်သာရရှိနိုင်ပါတယ်။နိုဝင်ဘာလမှာတော့ချင်းပြည်နယ် ။သခိုင်းတိုင်းကလေးမုံရွာမော်လိုက်မြို့နယ်တွေမှာဖျက်မြအားဖြင့်ပုံမှန်မိုးရေချိန်မှအနှဲငယ်မိုးပြနိုင်ပါတယ်။သခိုင်းတိုင်းရွှေဘိုမြို့နယ်မန္တလေးတိုင်းပြင်ဦးလွင်မိုးကုံမြို့နယ်များနဲ့ရှမ်းပြည်နယ်နောင်ချိုတို့မှာပုံမှန်မိုးရေချိန်ရရှိနိုင်ပါတယ်။ရှမ်းရှိရှမ်းတောင်လိုင်းလယ်မိုးပြင်းတွေတို့မှာမိုးအာရုံနဲ့သွားနိုင်ပါတယ်။တနင်္လာနေ့တိုင်းကောတောင်းမြို့နယ်မှာတော့တလာတွင်ဖျက်မြမိုးရေချိန်9လက်မအထိရရှိနိုင်ပါတယ်။ကြံတိုင်းဒေသကြီးများမှာတော့9လက်မအောက်သာရရှိနိုင်ပါတယ်။ဒီဇင်ဘာလအတွက် ရှမ်းမြောက်ပိုင်းနဲ့ကချင်ပြည်နယ်အောက်ပိုင်းတို့မှာပုံမှန်မိုးရေချိန်ရရှိနိုင်ပါတယ်။ကြံတိုင်းနယ်ပြည်နယ်များမှာတော့အများအပြားရာသီဥတု6တွေ့လာနိုင်ပါတယ်။အော်တိုဘာလာတွင်အထူးသဖြင့်မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှာပုံမှန်ပြင်းပြအပူချိန်အထက်3.3ဒီဂရီဆယ်စီယက်မှ1.1ဒီဂရီဆယ်စီယက်အထိတိုးပြီးဆက်လက်တည်ရှိမယ်လို့ခန့်မှန်းရပါတယ်။နိုဝင်ဘာလနဲ့ဒီဇင်ဘာလတွေမှာတော့1ဒီဂရီဆယ်စီယက်အောက်သာတိုးလာနိုင်ပွဲရှိပြီးအချို့သောဒေသများမှာအပူချိန်ရော့ပြီးအေးပူလာနိုင်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါခင်ဗျအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ